MI Radio ကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။အခုလိုချိန်ခါတိုင်းမှာပရိသတ်တွေအတွက်တင်ဆက်ပေးနေတဲ့ Podcast by Fuse ဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးသွားပါရမယ်။ဒီကနေ့အစီအစဉ်လေးမှာပရိသတ်တွေအတွက်ဖတ်ပြပေးဖို့ရွေးချယ်ထားတာကတော့ဒေါက်တာမတ်တင်ဝင်းပညာရေးတက္ကသိုလ်ရေးသားထားတဲ့ရေကြည်ချမ်းများဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီကနေ့အစီအစဉ်မှာတော့ရေကြည်ချမ်းများဆိုတဲ့စာအုပ်လေးတဲကပထမဦးဆုံးဖတ်ပြပေးချင်တာကတော့ ဖစ်ဖစ်အုံဖွာစေတဲ့ဖစ်ဖစ်အုံဖွာစေသမီးကလေးကဖစ်ဖစ်ပြန်အလာကိုမနှက်သေးကမျောနေတာဖြစ်မှာဘသူကမာတော့သူမပြောဘူးမနှက်တုံကသူကစားရင်လဲကျသွားတော့ကျူကျူပါအောင်ငိုလိုက်တာမျက်ရည်ပေါက်ကြီးတွေကိုစီချလို့မိမိကသမီးကလေးကို ထူပေးဖုတ်တေခါပေးလဲကြတဲ့နေရာကိုခြေထောက်နဲ့ဆောင်ပြီးဖြီးဖွမ်းလို့မဆက်ကရွတ်ပေးပြီးတော့သမီးကိုမလန့်အောင်နှစ်ဖူးပါနာနမ်းပေးပြီးရဲ့အလုပ်တွေကိုတစ်ချိန်နဲ့အပီးလောက်တလို့ဆက်တိုက်လှုပ်ပေးလိုက်ပါတယ်ပြီးတော့အုံဖွာသမီးရဲ့အုံဖွာကဲငါသမီးကတတိတိတ်ကောင်းတာမမေငါပြောသည်ကျွေးမယ်ပြီးတော့ စေးလိမ့်နာပေါ်လို့ပြောပြီးတမီးကိုငပြောသည်ကြွေးပြီးစေးလို့သူပြောတဲ့မြမဆေးမုတ်နီနီကလေးကိုတနက်ခါနဲ့လူပေးလိုက်ပါတယ်။ကြာပြီးမနှက်ခတဲ့ကတမီးလေးလဲသူ့ထုံးစံအတိုင်းစားလိုက်ဆော့လိုက်နဲ့သူ့နာနာကိုမိနေလောက်ရောပေါ့။ဒါပေမဲ့မဟုတ်ဘူး။တမီးကလေးကမမေ့ဘူး။သူ့ဖေဖေက ခြံပေါက်ကနေတမီးရေလို့ခေါ်လိုက်တာနဲ့ကစားစရာကလေးကိုချပြီးလက်ညိုးသေးသေးကလေးထောင်ကဖိဖိစီပြေးသွားတယ်။မိဖို့တဲကထွက်လာတဲ့မိမိကတမီးရေလဲအောင်မယ်နော်လို့အော်ပြောနေသေးတယ်။တမီးကလေးကသူ့ကိုဖိဖိကကောက်ပြီးချီလိုက်တဲ့အခါသူထောင်လာတဲ့လက်ညိုးကလေးကိုဖိဖိလို့ခေါ်ပြီးပြလိုက်တယ်။ ဘာလဲသမီးရဲ့လို့ဖဖေကမေးတော့မနှက်ကလဲတယ်နာနာလို့သူချက်တော့ကိုကင်ပြပြီးလက်ညိုးကိုပြန်ထောင်ပြီးဖဖေမျက်နာနာကလိုက်တယ်ဖဖေကလူဖြောင့်စိတ်တူသူ့ကိုများလက်ညိုးတထိုးထိုးနဲ့အလုတ်ခွင်မှာခိုင်းကြည့်ပါလားဘူပေါက်ပြောလိုက်မှာဒါပေမဲ့ဒီလက်ညိုးတေးတေးကလေးတစ်ချောင်းရဲ့စိတ်ခိုင်းချက်ကိုမဆန့်ကျင်နိုင်ဘူး တခါတည်းအော်ဖေဖေသိပြီလို့ပြောကလက်ညှိုးကလေးကိုကင်ပြီးအုံဖွာလို့မန်းပေးလိုက်ပါတယ်။တမီကလေးကရှီကျကျနဲ့အဖေပေါင်ပေါ်ကဆင်းပြီးသူ့ကစားစရာတွေစီကို စိတ်အေးလက်အေးပြန်သွားပါလိမ့်ရော။တမီလေးရဲ့အမူအရာကလေးကိုကြည့်ပြီးရှီလိုက်ကြတဲ့ဖေဖေနဲ့မေမေလည်းအမောပြေသွားကြပါတယ်။တကယ်တော့တမီကလေးက ဖေဖေမေမေတို့ရဲ့အမောပြည့်ဆေးကလေးတစ်ခွက်ဖြစ်ပါတယ်။ဖေဖေမေမေတို့ကဆေးလိမ့်ပေးမန်းပေးတာကရောတကယ်တော့လဲကလေးကသမီးလေးကသိတ်မနာပါဘူး။သို့တော့သူ့လိုချင်နေသည်ကစိတ်လုံးချုံမှုဖြစ်ပါတယ်။အောက်မိန်သူ့လိုကလေးတေးတေးကလေးကစိတ်လုံးချုံမှုလို့သိလို့လား။သူမှအတိညာမရှိသေးရင်တော့မှဘီဇအတိရှိတယ်လေ။ မိဘကຫນွေထွေးစွာဆက်ဆံမှုကို လူမပြောနဲ့တရိတ်ဆန်တွေတောင်မှတိတက်သေးတာလူကျင်တက်သေးတာကလေးလေးများဟာခဏခဏအလဲကြတိုင်းပြန်ထတက်တာဟာဘဝအတွက်လေးကျင်ကန်ဆင်းနေတာဖြစ်တယ်လို့ဖေဖေမေမေတို့ရဲ့အုံဖွာကိုရယူချင်တာဟာတသက်တာလုံးအတွက်ဖူလုံအောင် စိတ်အင်အားရခြင်းလို့ဖြစ်ပါတယ် ဖေဖေမေမေတို့ကကိုယောဂါမက စိတ်ယောဂါပါမဖြစ်အောင်ကာကွယ်ပေးတတ်တယ်။ဖေဖေမေမေတို့မရှိတော့တဲ့အချိန်အထိသားသမီးများတဘာဝကြကြစိတ်ထားတတ်တာဟာဖေဖေမေမေတို့စီကအုံဖွာရီအများကြီးရခဲ့လို့ပါပဲ။ ဒီကနေ့ရဲ့အစီအစဉ်ကနေပြီးရောပရိသတ်တွေအတွက်ဖတ်ပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုနားဆင်ကြရတာစိတ်နဲ့သက်မယ်လို့မျှော်လင့်မိပါတယ်။ပရိသတ်တွေအနေနဲ့ဖတ်ပြပေးစီခြင်းတဲ့အကြောင်းအရာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်။ပရိသတ်များအားလုံးပဲပျော်စရာကောင်းတဲ့အချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။